်မင်္ဂလာပါရှင်ကျမတော့ဖူအီအီနွယ်ပါ DVU မြင်တန်ကြရဲ့နောက်ဆုံးရသတင်းလေးကို တင်ဆက်ပေးပါတော့မယ်ငလင်တန်ကျောင်းတက္ကသိုလ်ဝန်ထမ်းအဖြေလွှာတွေမိလောင်ပျက်စီးခဲ့တဲ့မန္တလေးစကိုင်းနယ်နေပြည်တော်ကကျောင်းသားကျောင်းသူ6000ကျော်ဟာဂျွန်လ16ရက်မှာဆောင်းမွေးပွဲပြန်ဖြေရမှာဖြစ်တယ်လို့သိရပါဗျ ဆောင်မွေးပွဲပြန်ဖြေမဲ့ចောင်းသားចောင်းသူတွေအနေနဲ့ဂျွန်လာ၁ရက်နေ့ကနေ၁၅ရက်နေ့အထိဖြေဆိုရမယ့်စာစစ်ဌာနတွေမှာဖြေဆိုခွင့်ကပ်ပြားကိုထုတ်ရွာမှာဖြစ်တယ်လို့မန္တလေးမြို့ကန်ပညာရေးဝန်ထမ်းတယောက်က DVB ကိုပြောပါရယ်။စကိုင်းကចောင်းသားចောင်းသူတွေအနေနဲ့စကိုင်းပညာရေးတက္ကသိုလ်မှာဆောင်မွေးပွဲပြန်ဖြေရမှာဖြစ်ပါရယ်။နေပြည်တော်ကចောင်းသားចောင်းသူတွေအနေနဲ့အထကအထကငန်းဆက်အထကဆက်နှစ်ဥတ္တရတိရိအထကကြီးပောင်ကံအထကတိပြေမနာ အာထကတစ်လေးလုံးအာထကညောင်ပင်တာအာထကခုနှစ်ဇဘူတိရိအာထကတစ်လေဝေအာထကတာဝတိနဲ့အာထက78ဒက္ခိဏတိရိတို့မှအသီးသီးဖြည့်ဆို့ကြရမှာဖြစ်တယ်လို့မြို့ကံပညာရေးဝန်ထမ်းတယောက်က DVP ကိုပြောပါတယ်မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်းကြောင့်မန္တလေးတက္ကသိုလ်ပင်မအဆောင်ကိုပို့ဆောင်ထားတဲ့မန္တလေးစကိုင်းနေပြည်တော်နဲ့ကချင်ပြည်နယ်ကကျောင်းသားကျောင်းသူ 62954ယောက်ဖြည့်ဆို့ထားတဲ့အဖြည့်လွာ၄သိန်းဒီပါမီလောင်ဆုံးရှုံးခဲ့တယ်လို့စစ်ကောင်စီဘက်ကထုတ်ပြန်ထားပါတယ်ရှင်။အင်အားပြင်းကလင်တန်းကြောင့်စကိုင်းမန္တလေးဒေသရှိရှေးဟောင်းအမွေအနှစ်နဲ့ယဉ်ကျေးမှုဆိုင်ရာနေရာတချို့ပျက်စီးမှုအခြေအနေတွေကိုကုလသမဂ္ဂဂျိုရုဌာနယူနက်ယူနိုဆက်ကထုတ်ပြန်လိုက်တဲ့ဂျိုရုတပ်ပုံတွေမှာတွေ့ရှိရပါတယ်။ငလင်ဘိုကျက်နဲ့နီးစပ်ရာစကိုင်းမင်းကွန်းအင်းဝ အမရပူရနဲ့မန္တလေးမြို့တွေရှိသမိုင်းဝင်ဖျားစီရီပထိုရင်နဲ့ရှေးဟောင်းအဆောက်အုံတွေထိခိုက်ပျက်စီးမှုရှိကြောင်းကိုဓာတ်ပုံအထောက်အထားတွေကသိရပါဗျ။ယူနိုဆက်ရဲ့အစီရင်ခံစာမှာအခုငလင်ကြောင့်မြန်မာနိုင်ငံရဲ့အရေးကြီးတဲ့ယဉ်ကျေးမှုအမွေအနှစ်တွေဆုံးရှုံးမှုကိုအရေးပေါ်စစ်ဆေးဖို့လိုအပ်နေတယ်လို့လည်းဖော်ပြထားပါတယ်ရှင်။ငလင်ကြောင့်မန္တလေးမြို့အိုးဘိုအချင်းထောင်အတွင်းအဆောက်အဦတွေပြိုကျခဲ့တာရှိသလို့ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင်အကျဉ်းသား30ကျော်တည်ဆုံခဲ့ရပြီးဒီသတင်းကိုစစ်ကောင်စီနဲ့အကျဉ်းဦးစီးဘက်ကသတင်းမှောင်ချထားကြောင်းနိုင်ငံတွေကိုကူညီနေတဲ့အဖွဲ့အစည်းကလည်းသိရပါဗျ။ဝေဝေသတင်းပေးပို့ထားပါတယ်ရှင်။မက်လာ28ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင်းအိုးဘိုအကျဉ်းထောင်ကဥဟောင်းနေတဲ့အစာဦးတွေပြိုကျခဲ့တယ်လို့နိုင်ငံတွေပါဝင်အကျဉ်းသူအကျဉ်းသား30ထက်မနည်းတည်ဆုံခဲ့ပြီး180ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နိုင်ငံရေးကျင်းတာတွေကိုကူညီပေးနေတဲ့ဖွဲ့တွေစီကနေသိရပါဗျ။ဒီသတင်းချက်လက်တွေကိုတော့ငေးလင်းလှုပ်ခတ်ပြီး25ရက်ကြာသေးတိုင်အောင်စစ်ကောင်စီဘက်ကသတင်းထုတ်ပြန်လာတာမရှိသလိုစစ်ကောင်စီလက်အောက်ခံအကျဉ်းဦးစီးဘက်ကလည်းသတင်းဖုံးကွယ်ထားတယ်လို့နိုင်ငံရေးကျင်းတာတွေကိုကူညီပေးနေတဲ့အဖွဲ့အခွန်အဖွဲ့ကပူးပေါင်းသတင်းထုတ်ပြန်ပါတယ်။လက်ရှိသတင်းရရှိထားသလောက်ကတော့နိုင်ငံရေးကျင်းသား၁၀ယောက်နဲ့နိုင်ငံရေးကျင်းသူ၁၀ယောက်ကျော်ပါစစ်စုပေါင်းအကျဉ်းသူကျင်းသား၃၀ကျော်တည်ဆုံခဲ့တယ်လို့ နိုင်ငံရေးကျင်းသူများအဖွဲ့ကမဆူဆူမီက TVB ကိုပြောပါတယ်ပါလို့လေဒီငလင်းတန်ကြောင့်ပေါ့နော်ဥဖို့အကျင်းတော်ပြင်အပါဝင်တခြားအကျင်းတော်တွေနဲ့ထိစားရပေါ့နော်ပြုံမှုတွေမှာတော့ဥဖို့ထောင်အများဆုံးဖြစ်တာပေါ့နော်အတင်းကျမှုတွေဖြစ်တဲ့အချိန်မှာကျမတို့ဒီစိတ်ရင်းနေရာလဲအတိအကျမရသေးဘူးပေါ့နော်လက်ရှိမှာလဲအကျင်းတော်တွေထဲမှာ အာပြောရမယ်ဆိုလို့ရတဲ့တင်းအမောင်ချထားတဲ့အနေအထားနဲ့ကြုံတွေ့နေရတယ်ပြီးရင်ဒီနိုင်ငံရေးရှင်သူကျင်းသားတွေကဒီပြိုကျနေတဲ့အတောက်ဥဝါစာအတင်းထောင်အကျိုးစုဝင်တဲ့နေရာထားတာမျိုးဒီရှိတယ်ဆိုတာမျိုးကဒီမှာတော့ကြားသိရတယ်ပေါ့နော်နိုင်ငံရေးရှင်သူတွေကတော့အမှ10ဦးကျော်လောက်ပါဝင်တယ်ဆိုတာသိရတယ်ပေါ့နော်နိုင်ငံရေးရှင်သူကြောင့်စုစုပေါင်းဆိုလို့ချင်းတော့အဲ30ကျော်ဝင်းကျင်လောက်ရှိရှိတယ်ပေါ့နော်အဲ့ဒီကလည်းကျော်လွန်သွားနိုင်တယ်ပေါ့နော်အနေအထားကရှိတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကဒီထောင်ထဲမှာကတင်းအမောင်ချထားတဲ့အတွက်အာ ဟိုဘလို့မှလိုက်လို့မရတဲ့အနေအထားတွေနဲ့လဲကြုံနေရတာပေါ့နော်အခုဆိုရင်တင်းကျပ်မှုတွေစီးလုံးနေရတာဒီလဲဒါအကျိုးစီးတွေကလုံးနေတော့လဲကျွန်တော်ကြားသိရပါတယ်မဟုတ်လက်ရှိအချိန်ထိကိုပဲသတင်းတွေဖုံးကွယ်ထားသလိုတည်ဆုံးသူတွေရဲ့မိသားစုဝင်တွေကိုလည်းအကြောင်းကြားလာတာမရှိတဲ့အတွက်ကြောင့်တိတိကျကျသတင်းထုတ်ပြန်စီလိုတယ်လို့အဖွဲ့တွေကဆိုပါတယ်။ဒါပြင်ငလင်တန်ခန်းစားခဲ့ရတဲ့အကျဉ်းထောင်အတွင်းကနိုင်ငံရေးအကျဉ်းသားတွေကိုထောင်ပြောင်းရွှေ့ခံရမယ်လို့ချိန်ချောက်ပြောဆိုတာနဲ့ ထိခိုက်ဒဏ်ရာရရှိမှုတွေအတွက်လုံလောက်တဲ့စေဝါကူတာပေးမှုတွေလည်းမရှိကြောင်းသိရပါဗျ။ဒီအတွက်ကြောင့်နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ဥပဒေထောင်အတွင်းဝင်ရောက်နိုင်မှုစ조사တဲ့ကြောင်းကင်နီနိုင်ငံကြီးကျင်းသားများအဖွဲ့ KPPA ကလည်းပြောပါဗျ။ပြူကြတော့မဲ့အဆောက်အုံလေးကိုတိချပြုတ်ပြင်ပြီးလုံခြုံစိတ်ချရမှအကျဉ်းတူအကျဉ်းသားတွေပြင်ပြီးနေထိုင်စီရမှာဖြစ်တယ်ဗောနော်အခုကသူတို့ကိစ္စသူတို့မလုပ်ဘူးဖြစ်နေတယ်နိုင်ငံတော်အာဏာကိုအတင်းအဓမ္မယူနေတယ်ဗောနော်စစ်ကောင်စီအနေနဲ့လောက်ရမယ့်ကိစ္စဖြစ်တဲ့ အကျဉ်းထောင်လုံခြုံရေးသူတို့ဆောင်ရွက်ပေးရမယ်။အခုကဗမာတပ်မတော်အနေနဲ့ဒီကိစ္စတွေမဆောင်ရွက်နိုင်ဘူးဆိုရင်သူတို့ကိုယ်တိုင်အစိုးရမဖြစ်တင့်ကြအောင်အစိုးရဖြစ်ဖို့အရေးချင်းမရှိကြအောင်ဖော်ပြနေတာဖြစ်တယ်ဆိုတဲ့အချက်ကိုကျွန်တော်ထောက်ပြချင်တယ်။ဒီနိုင်ငံတကာအဖွဲ့အစည်းဖြစ်တဲ့ဒီ ICRC တို့လိုအဖွဲ့အစည်းတွေပြည်လူခွင့်ဆိုင်ရာအဖွဲ့အစည်းတွေဥပုအကျဉ်းထောင်ကိစ္စကိုအာအယုံဆိုင်စီချင်တယ်။အဲ့ဒီအကျဉ်းထောင်မှာတွားရောက်နိုင်ခွင့်ကိုလည်းလမ်းကြောင်းရှာဖွေစီချင်တယ်။အကျဉ်းတူအကျဉ်းသားတွေရဲ့အသက် လုံခြုံရေးအာမခံချက်တွေကိုစောင့်ရဲ့ပေးဖို့လဲကျွန်တော်အနေနဲ့ဒီမေတ္တာရက်ခံချင်ပါတယ် DVB ကကောက်ယူရရှိထားတဲ့စင်တွေရာကတော့အင်အားပြင်းငလင်ကြောင့်ထိခိုက်ဒေဆုံးသူဟာ4410ထိရှိလာပြီးဖြစ်ပါတယ်ပြီးခဲ့တဲ့ April 18ရက်နေ့21ရက်လွတ်ငြိမ်းမှာတော့ဥပိုလ်ထောင်ကနိုင်ငံရေးအကျဉ်းသူအကျဉ်းသားတရားပြန်လည်လွတ်မြောက်လာကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကွန်ရက် PBNM ကထုတ်ပြန်ထားပါတယ်။ကျွန်မဝေပါ မြန်မာနိုင်ငံတွင်အင်အားပြင်းငလင်လှုပ်ခတ်ခဲ့ပြီးတဲ့နောက်90ရာခိုင်နှုန်းဒီပါထိခိုက်ပျက်စီးမှုများပြားခဲ့တဲ့သခိုင်းမြို့မှာရှင်းလင်းရေးတွေလှုပ်ဆောင်ဖို့လိုအပ်နေပါသေးတယ်။ဒါကြောင့်မိုးရသည့်မတိုင်ခင်အ мян ဆုံးရှင်းလင်းရေးတွေလှုပ်ဆောင်ပေးဖို့နဲ့ပြည်လဲထူထောင်ရေးတွေလှုပ်ဆောင်ပေးစီလိုတယ်လို့သခိုင်းမြို့ကဆရာတော်တစ်ပါးကမိန့်ကြားပါတယ်။သခိုင်းမြို့ကဆရာတော်အရှင်ဓမ္မပိယကို DV သတင်းတောက်ကေခိုင်ကဆက်သွယ်မေးမြန်းထားပါရဲ့ရှင်။ လက်ရှိမှာပေါ့နော်ဒီစကိုင်းမျိုးတစ်မျိုးလုံးကရှင်းလင်းရေးတွေအကုန်လုံးလှုပ်ဆောင်ပြီးပြီလို့ပြောလို့ရလားရှင်လက်ရှိမှာရှင်းလင်းရေးကလုပ်ပြီးဖို့လိုအပ်တာအကုန်လုံးပဲအကုန်လုံးဒီမှာယူရဲဆိုရင်ဖြိုးဖြိုးတဲ့လူကလွယ်တယ်လေသူကဖြိုးမလားအမ်ဖြိုးမလားမေးဖြိုးမယ်ဆိုရင်အုပ်ပုံချောင်ရိုက်ချိုးပြီးဖြိုးထားကြတယ်ဒါပဲဟိုကျုံးမှုအတွက်ကအိုင်ကြီးကောကားတွေတဲ့ဖို့တော့ကားကြီးတွေကတိတ်မရှိမတွေ့ရသေးဘူးနော်ရွှေတောင်ကုန်ကြီးသားတွေတော့တွေ့တယ် ဲ့ကြောင့်သူတို့လုံနေတာအဲ့ဒါမပြီးသေးဘူးတစ်မျိုးလုံးပါပဲဒီအုပ်ပုံကြီးတွေပဲဖြစ်သွားတဲ့နေရာတွေပဲဒီနေရာကိုပေါ်မလာသေးဘူးပြန်ဆောက်ဖို့ဆိုတော့ဝေးသေးရပါတော့အရှင်းလေးပဲပြန်တော့အဲသူတို့ IDV တွေကတော့ထုတ်ပြီးပါပြီအကုန်လုံးရှင်းသွားပြီအဲ့ဒါတွေကတော့အကြောင်းနေမှာလည်းအကုန်လုံးသူတို့ထုတ်ပြီးသွားပြီတင်မဖုံဖုံရှင်ဒီလက်ရှိမှာပေါ်တော့ဒီစကိုင်းမျိုးတစ်မျိုးလုံးကဘာတွေထက်လုတ်ပေးဖို့လိုအပ်နေသေးလို့ပြောလို့ရမလဲရှင်အရေးကြီးဆုံးကတော့အဲ့လိုမျိုး ်ညီနေရာရအောင်ဥပုံလေးရှင်းရှင်းပြတာနဲ့အဲယာယီတဲလေးတွေသူနေနိုင်အောင်မိုးလုံးလေးလုံးပေါ့နော်အဲ့လိုနေနိုင်အောင်လုပ်ပေးနိုင်တော့အကောင်းဆုံးပါပဲအဲ့ဒါအလိုအဆုံးပါပဲစာရေးတော့ဒါတော့လူရတဲ့နဲ့လူပဲဟိုပေါ်ကြပါလေပြီးတော့စိုင်းရလည်းအနေနဲ့ပြန်ဖွင့်လာတယ်ဆိုတော့ဒီသူတို့ဝယ်စားသွားစားလို့တော့ရနေလေဒီကနေဖို့အတွက်ကသုံးလုံးသုံးချက်ဖြစ်ဖို့အတွက်အဲ့ရအတွက်ကသူတို့မြင်နေရလေးပေါ်လာအောင်လုပ်ပေးနိုင်အကောင်းဆုံးပဲ တဲ့ tools အဲ့ဒါအကောင်းဆုံးပါပဲခုလုံးလုံးစေတော့လူတွေကလည်းကိုလုံးဝင်နေတယ်လို့စာသင်ကျောင်းဝင်နေတယ်လို့အဲ့လိုတွေအဲ့လိုတွေပဲနေကြရတာလေအဓိကတော့ရှင်းလင်းရေးပေါ့ရှင်းလင်းရေးနဲ့ပြန်လဲထူထောင်ရေးအဲ့နှစ်ခုပါပဲအဲ့နှစ်ခုမိုးမလာခင်အများဆုံးလုပ်နိုင်ရတော့အကောင်းဆုံးပါပဲဒီ view မြင့်တန်ကြရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရပါကျမတော့ဖူအီအီနွယ်ပါကြီးစုနာဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်